ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်ရွာကြီးအင်းရွာထိပ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်သား၃ဦးသေဆုံးပြီးလက်နက်ခဲယမ်းများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ10ရက်နေ့မနက်၈နာရီကမှကြောက်ကြီးမြို့နယ်ရွာကြီးအင်းရွာထိပ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ဂိမ်းစခန်းကိုတော်လိုင်းတပ်ဖွဲ့များကဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအပြန်လန်ပစ်ခတ်မှုမင်းနဲ့20ခန့်ချမင်းခဲ့ပြီးတော့ MA1 တပ်နက်တလား KM များနဲ့စစ်သုံးပစ္စည်းများကိုတင်စီရရှိကအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးတေဆုံးပြီးတော့ကြန့်ရှိနေတဲ့စစ်သားတချို့ဟာ ထိခိုက်ဒဏ်ရာအပြင်းထန်ရရှိသွားတယ်လို့သိရပါဗျ။စစ်ခွေးအင်အားခန့်မှန်းကြီး20ဝန်းကျင်လောက်ရှိပါတယ်။စစ်ခွေးအရှင်ဖမ်းမိတာတော့မရှိဘူး။စစ်ခွေးသေးတဲ့စီးရင်ထတ်တိုးတော့မသိရသေးဘူး။တိုက်ပွဲဖြစ်တဲ့အချိန်မှာတော့၃កောင်တေးသွားတယ်။တော်တော်များများဒဏ်ရာအပြင်းထန်ရပြီးတော့ထွက်ပြေးသွားကြတယ်လို့ Falcon Guerrilla Force ကတာဝန်ရှိသူတို့ကရှင်းပြထားပါဗျ။၎င်းတိုက်ခိုက်မှုကို Falcon စွန်ရဲတပ်ဖွဲ့နဲ့ KNL တိုင်ရင်ရှစ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့ဒေါ်လာရင်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။